ဒါကတော့ရန်ကုန်တိုင်းဒေသကြီးဗပဲတန်းမြို့နယ်32လမ်းရှိ Beauty Land Hotel မှာအမျိုးသမီးငယ်တဦးကိုရက်ဆက်စွာတပ်ဖြတ်ပြီးအလောင်းဖျောက်ဖျက်ခဲ့တဲ့ဂျင်းနှစ်ဖွယ်လူတက်မှုရဲ့နောက်ွယ်ကထတ်တိုးသိရှိရသမျှတုံးသက်ချက်တွေနဲ့ဖြစ်စဉ်အစအဆုံးပဲဖြစ်ပါရယ်။ဒီဖြစ်ရပ်မှာဆယ်ကျော်သက်လူငယ်နှစ်ဦးရဲ့ရက်ဆက်မှုကြောင့်တိုင်းသူပြည်သားအားလုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့ပြီးတစ်ချိန်တည်းမှာပဲအမှုရဲ့မယိုးသားမှုတွေနဲ့ပတ်သက်ပြီးမိကုံများစွာထွက်ပေါ်လာစေခဲ့ပါရယ်။ ဖြစ်စဉ်မှာ2025ခုနှစ်အော်တိုဘာလ6ရက်နေ့နံနက်ပိုင်းကဗပဲရဲမြို့နယ်32လမ်း Beauty Land Hotel 9လွာအခန်းအမှတ်900နဲ့ပတင်းပေါင်းအပြင်ဘက် Aircon Outdoor နှစ်ခုကြားရှိအမိုက်အိတ်အတွင်း၌ One Ring ကလေးစာများနှင့် Web App ပေါင်းသားများလှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့်အမျိုးသမီးတဦး၏အလောင်းကိုတွေ့ရှိခဲ့ရခြင်းဖြစ်ပါသည်တေဆုံးသူမှာဘကိုးတိုင်းဒေသကြီးနတ်တလင်းမြို့နယ်နေမတ်စုမြတ်ဝင်း23နှစ်ဖြစ်ကြောင်းစုံစမ်းသိရှိရပါသည် လုံချုံရီတက်ဖွဲ့ဝင်များရဲ့စုံစမ်းဖော်ထုတ်မှုအရပြည်မှုကျူးလွန်သူများမှာတာကိတမြို့နယ်နေအောင်ခန့်ကျော်စင်18နှစ်နဲ့၎င်းရဲ့ရီးစားဖြစ်သူဗဟန်းမြို့နယ်နေအင်မွန်အောင်18နှစ်တို့ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပြီးအော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာ၎င်းတို့ရဲ့နေအိမ်အသီးသီးကနေဖမ်းဆီးရမိခဲ့ပါတယ် တရခန့်အောင်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်အရ၎င်းဟာဂိတ်အလွန်ကျွံကစားခြင်းလူသက်အလောင်းဖြောက်တဲ့နိုင်ငံသားဇလန်ဒရမ်များကိုအလွန်အကျွံကြည့်ရှုလျက်ရှိကြောင်းသိရှိရပါသည်။အော်တိုဘာလ9ရက်နေ့မှာ Telegram Channel တစ်ခုကနေတဆင့်မဆုမြက်ဝင်းကိုအခချင်းငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီးဟိုတယ်အခန်း902မှာပျော်ပါနေစဉ်၎င်းကြည့်ရှုခဲ့တဲ့နိုင်ငံသားဇလန်ဒရမ်များမှဇက်ဆောင်များအတိုင်းအသက်ဆောင်ထားတဲ့စတီးတာနှစ်ချောင်းနဲ့ရက်ဆက်စွာတက်ဖြတ်ခဲ့ပါသည်။ က်ဖြတ်ပြီးအနောက်ဝိုင်းရင်းကလီစာများနဲ့ဝဲဘက်ပောင်သားများကိုလှီးဖြတ်ထုတ်ယူကာစွန့်ပစ်ခဲ့ပါတယ်။ထို့နောက်ရီးစားဖြစ်သူမတ်အေမွန်အောင်ကိုဟိုတယ်ကိုခေါ်ဆောင်ပြီးအခန်းအတွင်းသွေးမြောက်တန့်ရှင်းလုပ်ခြင်းအလောင်းဖြောက်ဖြတ်ခြင်းတို့ကိုပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အခုပြောသွားသမျှအခင်းဖြစ်စဉ်အားလုံးဟာနိုင်ငံပိုင်သတင်းစာမျက်နှာတွေကနေတဆင့်32လမ်းလူတက်မှုအကြောင်းကိုကြေညာသမျှအချက်အလက်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းအသိပညာရှိတဲ့ခကြီးကို ရောက်ရှိနေတဲ့အတွက်ပြည်သူလူထုကအဆိုပါခင်းဖြစ်စဉ်မှာလွဲမှားနေတဲ့အချက်တွေကိုထောက်ပြခဲ့ကြပါရယ်ပထမအချက်ကတော့ဒါပါပဲလူတက်မှုကျူးလွန်မှုအောင်ခန့်ကျော်စင်ရဲ့နေအိမ်ကနေတင်းစီရမိခဲ့တဲ့လူတကိုယ်လုံးကိုတတ်ဖြတ်ပြီးအရိုးတွေကိုအပိုင်းပိုင်းခုတ်ပြက်ခဲ့တဲ့ဒါဟာခင်းချက်တဲ့ရိုးရိုးစတီးထားအသေးလေးနှချောင်းလာဖြစ်ပါလိမ့် ဒါကြောင့်ကြက်သားအယိုးကိုတော့မနှဲဖြတ်ရမယ့်ဒီစတီးသားနှစ်ချောင်းဟာလူခန္ဓာကိုယ်ကိုခုတ်ဖြတ်ပြီးဝမ်းလင်းကလေးစာတွေကိုပါလှီးပြတ်ထုတ်ယူနိုင်တဲ့ဆိုတဲ့အပေါ်ပြည်သူအများစုကတန်တရာရှိနေကြပါတယ်။ကြီးစုသူတွေကအချို့ဆိုရင်လူအယိုးကဒီလောက်မှာလားကြက်သားခုတ်ဝင်တော့သုံးမရတဲ့ဓာလေးနှစ်လက်နဲ့အလောင်းကိုသုံးပိုင်းပိုင်းပြတယ်ဆိုတာယုံကြည်စရာမရှိဘူး။ပိုင်းနေဆိုရင်ရောခုတ်တဲ့အတန်တွေဘေးအခန်းတွေ အောက်ထပ်တွေကကြားရမှာပဲ။ ကြက်သားဝတ်သားအယိုးတွေတောင်ကြိတ်လီလို့မရတာလူဝသုံးပိုင်းပိုင်းဖို့ဆိုတာဒီဓာလေးနှစ်ချောင်းနဲ့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပဲလို့မှတ်ချက်တွေဝင်ရေးခဲ့ကြပါတယ်တကယ်လေလူခန္ဓာကိုယ်ရဲ့အယိုးအစစ်တွေကိုစတိဓာတာမန်မိဖို့ကြောင့်သုံးဓာရီနဲ့ဖြတ်တောက်ဖြစ်ဖို့ဆိုတာအလွန်မဲ့ခက်ခဲလာပါတယ်။လူတအလောင်းဖြောင်းမှုကျူးလွန်သူဟာနိုင်ငံခြားဇလန်းရဲတွေကို အတုယူရဲဆိုရင်အလောင်းခွဲစိတ်ဖြတ်တောက်ဖို့အတွက်ပုံမိုတင့်လျော်တဲ့ခွဲစိတ်ဓာ လွှာသို့မဟုတ်ပစိန်ကဲ့သို့သော ကရိယာတွေလိုအပ်နိုင်ပါတယ်။ဒါကြောင့်တရားခိုင်ရဲ့ထွက်ဆိုချက်နဲ့တင်းစီရမိတဲ့တတ်သိကံပစ္စည်းဓာတ်နှချောင်းဟာအလောင်းရဲ့အခြေအနေနဲ့လုံးဝကိုက်ညီမှုမရှိပဲအမှုမယိုးရှင်းနိုင်မှုလို့သုံးသပ်မိပါတယ်။တချို့ကလည်းဒီအတိုင်းလာဆိုရင်အမှုနောက်ွယ်မှာရဲတွေထိန်ချန်ထားတဲ့အချက်လက်တွေရှိနေပြီလို့ယူဆကြပြီးတရားခိုင်ရဲ့နောက်ကျောင်းရာဇဝင်ဘော်ကိုပို့ပြီးစစ်စစ်ဆက်ဆက်လေ့လာနေကြပါတယ်။ဒါကြောင့်မိသားစုအတိုင်းဝိုင်းကိုကြည့်လိုက်တဲ့အချိန်မှာ တရခန်အောင်ခန့်ကျော်စင်ဟာမိဘနှစ်ပါးစလုံးဟာဆရာဝန်ဖြစ်ပြီး Grade 12အောင်မြင်ထားသူညရွယ်တဲ့အသက်16နှစ်အရွယ်ဖြစ်ပါတယ်။ဒါကြောင့်ပြည်သူရဲ့တန်လျာကပိုပြီးအောင်ခိုင်မာလာခဲ့ပြီးဒီလိုပညာသက်မိသားစုကမွေးဖွားလာတဲ့ကလေးဟာဒီလောက်ရက်ဆက်တဲ့အမှုကိုမကျူးလွန်နိုင်ဘူး။16နှစ်အရွယ်ကလေးတွေဒီလောက်ရက်ဆက်စွာလူတတ်ပါမလားဆိုတာစဉ်းစားစရာပါ။ဒီလိုလူတတ်ဖြတ်ခုတ်ပြီးကျွတ်ကျွတ်အိမ်ငယ်ထဲ့တာတော်ရုံလူတတ်စကေးလောက်နဲ့မရဘူး။ လက်ရင်သွေးအေးတဲ့သူမှလုံနိုင်တဲ့အနေထားကြီးပါလို့တနာဂယုနာတတ်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်ကနေကြည့်ရင်လည်းတရားခံကောင်းလေးနဲ့မိဘဖြစ်သူတို့ဟာ အသက်အတော်ကွာခြားကြပါတယ်။ဒါကြောင့်မိဘနဲ့သားသမီးကြားမှာအတွေးခေါ်ကွာဟလုံးပြီးမိဘတွေကသားဖြစ်သူကိုလှည့်မကြည့်နိုင်မဆုံးမနိုင်တဲ့အတွက်ဒီလိုအမှုမျိုးကိုကျူးလွန်လာလားလို့တွေးစရာရှိပါတယ်။ပေါ်ပြီးတဲရဖို့ကောင်းတာကမိဘတွေကဆရာဝန်တွေဖြစ်ကြတဲ့အတွက်ခန္ဓာဗေဒကိုတားဖြစ်သူကတင်ယူထားပြီး အလောင်းကိုသုံးပိုင်းပိုင်းလိုက်တာလားလို့လည်းထင်ကျေးပေးလို့ရပါတယ်။ဒါပေမဲ့ဒီလိုတွင်းရင်တောင်မှမှုကင်းဖြစ်စဉ်ဟာ အလွဲကြီးလွှမ်းနေတော့မှာပဲ။ဘာကြောင့်လဲဆိုတော့တကယ်တမ်းမောင်အောင်ခန့်ကျော်စင်ကဟိုတယ်မှာသူနဲ့အတူတူလာပျော်ပါတဲ့မိန်းကလေးကိုတတ်လိုက်တယ်ဆိုရင်တော့တက်ပြီးနောက်မှာတွဲနေတဲ့ရီးစားကိုခေါ်ပြီးတန်ရှင်းရေးလုပ်ခိုင်းနေဆိုတာမဖြစ်နိုင်တဲ့အချက်ဖြစ်ပါတယ်။ဝေဘန်သူတွေကလည်းတတ်တော့တတ်တယ်ပြီးတော့မှ ရီးစားခေါ်ပြီးအလောင်းကူဖြောက်ခိုင်းနေဆိုတာအတိတ်ပဲမရှိဘူး။ တခြားမိန်းကလေးတယောက်နဲ့ပြောပါပြီးလူတက်မှုဖြစ်တဲ့ကိစ္စကို psychopath ဖြစ်နေအောင်တော့ဘလို့မိမကမှသဘောထားကြီးကြီးနဲ့တန်ရှင်းရေးဝင်လုပ်ပေးမှမဟုတ်ဘူးလို့ထောက်ပြပြောဆိုခဲ့ကြပါတယ်။အဆိုပါပြောဆိုမှုတွေကြောင့်ပဲအမှုကိစ္စဟာထင်ထားတာထက်ရှုပ်ထွေးလာခဲ့ပြီးသတင်းစာဖတ်မိတဲ့ပြည်သူတိုင်းဟာထောက်ပြန်ထားတာနဲ့ဖြစ်ရက်က ရှင်းနောက်တွေမညီဘူး။ငါတို့တွေကလည်းလူတက်ကားနဲ့မှုကင်းကားတွေကြည်လာတာမို့လို့လွဲနေတာတွေကိုသိနေရတယ်။ တရင်းစာထဲမှာပြထားတဲ့လူတက်ဓာတ်နဲ့ရင်အမှုကမရိုးရှင်းမှုဆိုတာတရားရဂိုင်းနှုံးမယ်။ကျန်တဲ့အချက်လက်တွေကလည်းမစီလျော်ဘူး။တကယ်ပဲတက်တဲ့လူကလွတ်သွားတာလား၊လွတ်ပေးလိုက်တာလား၊ဒါမှမဟုတ်နိုင်ငံရေးလှည့်ကွက်တွေလား။ဘလို့ပဲတွေ့တွေ့ဒီကလေးနှစ်ယောက်တည်းလူတစ်ကိုယ်လုံးကိုအပိုင်းပိုင်းခုတ်ပြတ်ပြီးတန်ရှင်းရေးလှုပ်လိုက်တယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး။အကြီးအကျယ်မှားနေပြီ။ ီကိစ္စကပြည်ရင်းကြားဖြန့်ခိုင်းနေတဲ့ပတ်သက်နေနိုင်တယ်လို့ကိုရင်းကလီစာရောင်းစားတဲ့ခိုင်းနဲ့လည်းနိုင်ငံရေးအရာပတ်သက်နေနိုင်တယ်လို့ပြောဆိုခဲ့ကြပါတယ်။အဆိုပါဂိုင်းဖွဲ့စည်းဆိုတဲ့အယူအဆပေါ်စင်ကဲတွေးလိုက်ရင်တော့ရက်ဆက်မှုဒီဂရီခုတ်ထစ်ထားတဲ့ပုံစံခုတ်ထစ်ဖို့အသုံးပြုတတ်တဲ့ဓာတ်အမျိုးအစားဝမ်ရင်းကလီစာနဲ့ပေါင်သားလိပြတ်ထုတ်ယူထားတာတွေကလက်ရည်နေတဲ့လူသက်ကိုင်းတစ်ခုရဲ့အသွင်သဏ္ဍာန်နဲ့တူလို့နေပါတယ်။ ဒါကြောင့်ကီရင်ကလီစာခိုင်းရင်နဲ့ချိတ်ဆက်မှုရှိမရှိဆိုတဲ့မေးခွန်းတွေပါအပူတပြင်းထွက်ပေါ်လာခဲ့ပြီးဒီအတိုင်းလာဆိုရင် ကောင်းလေးကဂိမ်းတို့ပါလို့ဆော့ပြီးအကျွေးတင်ကြရမရတော့လူတက်ပြီးကြောက်ကက်တွေပါရရောင်းစားတာဖြစ်လောက်တယ်။ဒါမှမဟုတ်အဖေအမေနှစ်ယောက်စလုံးကဆရာဝန်တွေဆိုတော့တမိသားစုလုံးလူတက်ပြီးကလီစာထုတ်ရောင်းတဲ့စိုက်ကိုပတ်တွေလည်းဖြစ်နိုင်တယ်။ခင်နိုင်ကျဲအရှိဆုံးကတော့ဂိမ်းကျွေးတွေတင်နေတဲ့ကောင်လေးကိုကလီစာထုတ်ရောင်းတဲ့ဂိုင်းတစ်ခုကဆက်သွယ်ပြီးတစားကန်လောက်ခဲ့တဲ့ပုံမေ ဟိုကလေးတွေကလည်းပတ်စံရမယ်ဆိုတဲ့မတ်လုံးကြောင့်လူများခေါ်ပေးရကနေတခုခုအမှားရင်းဖြစ်ပြီးခေါင်းဝင်ခံလိုက်ရတာနဲ့တူတယ်လို့ထင်ကျေးတွေပေးခဲ့ကြပါတယ်။လက်တွေ့ကျကျသုံးသပ်ကြည့်ရင်လည်းအလောင်းကို one ring glazer နဲ့ပေါင်သားတွေလှိဖြတ်ထုတ်ယူထားခြင်းဟာတာမန်လူသက်မှုထက်ပိုမိုနှဆိုင်နဲ့ရည်ရွယ်ချက်ရှိနေနိုင်ပြီးကလီဇာရောင်းဝယ်ရေးသို့မဟုတ်လူအသားစားတဲ့လက္ခဏာရက်တွေနဲ့ဆက်ဆက်နိုင်ပါတယ်။ ဒီလိုလူကုန်ကူးကလေးစာရောင်းဝယ်မှုတွေမှာအသက်16နှစ်အရွယ်လူငယ်နှစ်ဦးတည်းကစီစဉ်လောက်ဆောင်မှုမလွယ်ကူပဲသူတို့နောက်ွယ်မှာပုံမကြီးမတဲ့အဖွဲ့အစည်းဥပမာတရုတ်ကြားဖြန့်နဲ့ဆက်ဆက်တဲ့မြန်မာပြည်ရင်းကခိုင်းနေရှိနေနိုင်ပါတယ်။တရခိုင်အစ်စ်ကိုဖမ်းမမိပဲအဖီအားပေးထုတ်ပြန်တဲ့အဖမ်းပြရေးဖြစ်နေနိုင်တဲ့ဆိုရက်ပြည်သူဝေဖန်ချက်ကိုလည်းအလေးနက်ထားပြီးစစ်ဆေးသင့်ပါတယ်။ဒါအပြင်အကြီးမားဆုံးတန်လျာဝင်စရာကောင်းတဲ့အချက်ကတော့တေဆုံးသူမတ်စုမြတ်ဝဲ23နဲ့ဟာ Leader Telegram Channel ကတစဉ်အခချင်းငွေယူပြီးပျော်ပါဖို့လာရောက်သူဖြစ်တဲ့ဆိုတဲ့အချက်ကိုသာဖော်ပြထားပြီးသူမရဲ့နောက်ကျောင်းရာဇဝင်မိသားစုအခြေအနေတွေကိုပြည်သူတွေမသိအောင်ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်တွေးလေတွေးလေ32လမ်းလူတက်မှုဟာစိတ်ဝင်စားစရာကောင်းလေဖြစ်ပြီးလက်ရှိအနေအထားပေါ်ချမှတ်မဲ့ပြစ်ဒဏ်တွေကိုဥပဒေအရသုံးသပ်ရရင်တော့အခုတရက်ခံလို့တတ်မှတ်ထားတဲ့မောင်အောင်ခန့်ကျော်စင်ကိုမြမရာဇသက်ကြီးဥပဒေအရပုံမှန်300နှစ်လူတက်မှုနဲ့အေးအေးယူနိုင်ပြီး ကြည်တံအနေနဲ့တေတံသို့မဟုတ်ထောင်လံတသက်တကြုံအထိချမှတ်နိုင်ပါ रे ။ပိုပြီးအလေးတားစေတာက ယခုအမှုဟာလူတက်ချင်းအပြင်အလောင်းကိုအပိုင်းပိုင်းဖြတ်တောက်ပြီးကလီစာများထုတ်ယူခြင်းစတဲ့အလွန်မင်းရက်ဆက်တဲ့လောက်ရက်တွေပါဝင်တာကြောင့်ကြည်တံဟာအမြင့်ဆုံးဖြစ်ဖို့အလားလာရှိပါ रे ။အေမွန်အောင်ဟာလူတက်မှုမှာဓာတ်ရိုက်မပါဝင်မဲ့အလောင်းဖြောက်ဖြက်ရာတွင် ပူပေါင်းပါဝင်ခဲ့ခြင်းဖြစ်တာကြောင့်ပေါမ201ပြည့်မှုကျူးလွန်သူကိုကုညီရန်အလောင်းကိုပျောက်ပြက်အောင်လှုပ်ဆောင်ပေးခြင်း ို့မဟုတ်ပုံမှန်300နဲ့134အားပေးကူညီခြင်းဖြင့်လူသက်မှုကျူးလွန်ခြင်းတို့နဲ့တွဲချက်တင်ခံရမှာပဲဖြစ်ပါတယ်။ပြစ်ဒဏ်ဟာပုံမှန်အပေါ်မူတည်ပြီး क्वे ရရသွားနိုင်ပေမဲ့အလောင်းဖြောက်ရမှာတက်ကြစွာပါဝင်ကူညီခဲ့ခြင်းကြောင့်ထိရောက်ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိပါတယ်။ပြည်တံမချခင်မှာတရားခံအောက်ခံကြော်စင်ကိုစိတ်ပိုင်းဆိုင်ရာချိုးရင်းမှုရှိမရှိစစ်ဆေးခြင်းနဲ့ အမှုရဲ့နောက်ွယ်မှာကလီစာဂိုင်းလိုပုံမကြီးမားတဲ့အဖွဲ့အစည်းတွေပါဝင်ပတ်သက်မှုရှိမရှိကိုဆက်လက်ဆောင်ရမ်းဖော်ထုတ်ဖို့ဟာအမှုမှန်ပေါ်ပေါက်ရေးအတွက်အရေးကြီးဆုံးဖြစ်ပါတယ်။ဒါကြောင့်ဒီ session နဲ့ကလီတွေဟာတကယ်ပဲတရားခံအစစ်ဟုတ်ရဲ့လား။နိုင်ငံရဲ့လက်ကွက်တွေအောက်မှာထိုးကျွေးခံရရတဲ့တားကောင်းလေလားဆိုတာကိုစဉ်းစားတွေးတောမိပါတယ်။ ဒါအပြင်ဒီလိုမျိုးရက်ဆက်တဲ့ပြစ်မှုတွေဟာနိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးမှုနဲ့လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေကိုမေးခွန်းထုတ်เสียဖြစ်နေပါကြောင်းသုံးသပ်သတိပေးရင်အခုနားထောင်နေကြတဲ့လူကြီးမင်းတို့လည်းဒီအမှုအပေါ်ကိုဘလို့ထင်မြင်လဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်နော်